ဒီမိုကရေစီလူပေါင်းတို့မြမပြည်အတွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီးရေတို့ရေရှိအကဲဖြတ်ရမယ့်ကိစ္စတို့ရှိပါတယ်။တိုင်းပြည်အုပ်ချုပ်ခြင်းအလို့ဆိုတာဟာလက်တလောအကျိုးအတွက်ကြည်ပြီးလုပ်ရတာတွေရှိတယ်။ထို့နည်း၎င်းရေရှိမျှော်မြင်ပြီးလုပ်ရတာတွေလည်းရှိပါတယ်။ရေတို့ရေရှိသဘော ခုရေရင်တူအခုရေကြည်တောက်ဖြစ်ချင်လို့မရတဲ့ကိစ္စတွေလည်းရှိပါတယ်။နှစ်ရှည်အပင်စိုက်တယ်လို့စိုက်ထားပြိုးထားပြီး50နှစ်လောက်ကြာမှ အသည်အပွင့်စပြလာမယ်ကိစ္စတွေလည်းရှိနေပြန်ပါတယ်။တချို့သောကိစ္စရက်တွေဟာလည်းဘူးပင်ခရမ်းပင်စိုက်တယ်လို့လာပိုင်းလောက်နဲ့အကျိုးအားဖြင့်တိတိတသားဖြစ်တာတွေလည်းရှိပါတယ်။ဒါပေမဲ့များသောအားဖြင့်တိုင်းပြည်နဲ့ပတ်သက်တဲ့အလို့ အများနဲ့ပတ်သက်တဲ့အလုပ်နိုင်ငံနဲ့ပတ်သက်တဲ့အလုပ်လူ့ဘဝစီကြီးတစ်ခုလုံးနဲ့ပတ်သက်တဲ့အလုပ်တွေကတော့ကြက်ချင်းလက်ငင်းအကျိုးရလက်မပြနိုင်တာပဲညာပါလေသို့ပေမဲ့ညာနဲ့ကြည့်သူကတော့မြင်နိုင်ပါလိမ့်မယ်အကျိုးစီးပွားကိုကြီးဗဟုပြုခြင်းတဲ့သူကတော့အမြင်နှုတ်နေပါလိမ့်မယ်ဘလိုပဲဖြစ်ဖြစ်တန်းပြီအုပ်ချုပ်မင်းလုံးတဲ့သူဟာလက်တလုံးအကျိုးဆက်တွေကိုလည်းပြစ်ပယ်ထားလို့မရတယ်လို့ နောင်လာမဲ့ဖြစ်နိုင်ခြေတွေကိုလည်းလစ်လျူရှုလို့မရပါဘူး။ရေတို့ရေရှည်ဆိုတာဟာ မျှခြေညှိပြီးအချိုးကျလှုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်။အရေးပေါ်ကိစ္စရက်တွေဟာဘာပါလဲ။အရေးကြီးကိစ္စရက်တွေဟာဘာလဲပေါ့။အရေးပေါ်လည်းဖြစ်တယ်။အရေးလည်းကြီးတယ်ဆိုတဲ့ကိစ္စရက်တွေဟာဘာလဲ။အရေးပေါ်လည်းမဟုတ်အရေးလည်းမကြီးဘူးဆိုတဲ့အကြောင်းရက်တွေလည်းရှိနေပါတယ်။ဒါပေမဲ့ လူဝက်စည်းနဲ့ပတ်သက်တာတွေတော်တော်များများမှာအရေးမပါပါဘူးဆိုတာကတော့အင်မတန်နှဲပါပါတယ်။အိစားရက်တော်တော်များများဟာအသေးဖွဲပင်ဖြစ်စေအောင်တော့အရေးကြီးနေတာကြီးပါပဲ။ထက်တွက်စဉ်းစားရမယ့်အရာပဲဖြစ်ပါတယ်။ဦးစားပေးဘဲအထိုင်ပေါ်ရွေးမလဲ။ဒါပေမဲ့အရေးကြီးတာတွေကိုအားလုံးတစ်ပြိုင်နက်ထဲပြုံလို့ဖို့ကခက်ပါတယ်။ဒါကြောင့် priority ထားရပါတယ်။ဦးစားပေးသတ်မှတ်ရတယ်ပေါ့။ဘလို့ရာတွေဟာဦးစားပေးအနေနဲ့လုပ်ရမှာလဲ။ပြည်သူရေးရာမူဝါဒတွေကိုစဉ်းစားဆုံးဖြတ်တဲ့နေရာမှာဦးစားပေးရွေးချယ်ရတဲ့ policy တွေရှိပါတယ်။အတွင်ကုပြောင်းကြီးအစိုးရတွေဟာဘလို့အခြေခံမူတွေပေါ်မှာတည်ပြီးတော့ဦးစားပေးတွေကိုသတ်မှတ်ရွေးချယ်တာလဲ။ဘလို့နှုံးစံတန်ဖိုးတွေပေါ်မှာထိုင်ပြီးတော့ ဦးစားပေးလုပ်ငန်းစဉ်တွေရွေးချယ်တာဖြစ်ပါတယ်ဒါတွေကို မြင်ကွင်းကြဲကြဲမှာတောင်းအဆုံဆုံနဲ့မျက်လုံးပြူပြဲကြည့်ကြဖို့ဖြစ်ပါတယ်ဒါတွေဟာအထူးအလေးပြုလေ့လာရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်နိုင်ငံရေးအရာမဲဆွယ်လို့ကောင်းတဲ့ကိစ္စရပ်တွေ ရှိပါတယ်တိုင်းပြည်အတွက်အရေးရှိသဘောအကျိုးဖြစ်ထွန်းပေမဲ့လူမှုအာရုံမကျတဲ့ကိစ္စရပ်တွေရှိနေပါတယ် လူသေးကြီးကြိုက်တွေကိုပြောပြီးမဲဆွဲတာကတော့ဒီမိုကရေစီ ဝင်းကျင်မှာမဆန်းတော့ပါဘူးဒီလိုဝင်းကျင်မှာပဲပေါ်ပူလစ်ဝါဒဟာ ဖြစ်ထွန်းလာတတ်တာကလည်းတဘာဝပဲမဟုတ်လားနိုင်ငံရေးသမားအကျင့်နိုင်ငံရေးသမားဟာမဲရကျင်စောနဲ့လူမှုနောက်မီဆွဲ ဖြစ်သွားတတ်တဲ့အန္တရာယ်ရှိပါတယ်လူမှုနောက်မီဆွဲဖြစ်တာကိုပဲနိုင်ငံရေးထောက်ခံမှုရတယ်လို့ ထင်နေတဲ့နိုင်ငံကြီးသမားတွေကလည်းအပုံအပင်ရှိနေပါတယ်။ဘယ်အရာကအဓိကလဲဘယ်အရာကတာမညာလဲဆိုတာကိုမသိတာလည်းဖြစ်နိုင်ပါတယ်။တိလျက်နဲ့အတ္တဗဟုပြုလှုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ်နိုင်ငံကြီးသမားဆိုတာကတော့အများပေါ်လူပေါ်လူစော်လှုပ်ရတာကိုကတွင်လိုက်နှစ်ချိုက်တက်တာကထုံးစံပါပဲ။လူလူရှိမှဘလို့ပဲလူလူရဲ့အကျွံအဖြစ် ကျွန်တော်ကိုဒါဝင်ပေးပါလို့ပြောနေစေကမူစိတ်ထဲမှာတော့လူလူကိုလွှမ်းမိုးချုပ်ကန်ခြင်းနဲ့အာနာရှင်စိတ်ကတော့ဂိန်ဝင့်နေတတ်တာထုံးစံပါပဲဒါကြောင့်လဲနိုင်ငံရေးကိုလေ့လာတဲ့အခါလူရဲ့စိတ်ပညာကိုထည့်သွင်းလေ့လာရပါတယ်လူစိတ်သဘာဝကို ကောင်းကောင်းနားလည်အောင်လေ့လာသင်ကြားကြရတယ်ဒါမှလည်းနိုင်ငံရေးကိုကောင်းကောင်းမှန်းဆစမ်းစစ်နိုင်ပါလိမ့်မယ်လူရဲ့စိတ်သဘာဝဟာစမ်းကြည့်လိုက်တာ လူရဲ့စိတ်သဘောတွေဟာခံမှန်းရခက်လိုက်တာဒီမိုကရေစီဟာအခြားသောစနစ်မျိုးတွေထက်အာသာချက်တွေ အများကြီးရှိနေပါတယ်အဲ့ဒီထဲကတခုကတော့ဒီမိုကရေစီဟာခေါင်းဆောင်အပြောင်းလဲကိုလုပ်နိုင်တာပဲဖြစ်ပါတယ်ထိုနည်း၎င်းပဲခေါင်းဆောင်ကိုကန့်တတ်နိုင်ခြင်းပဲဖြစ်ပါတယ်လူစိတ်တဘာဝအရဘလောက်ပဲအာနာရှင်ကိုစန့်ကျင်နေတယ်လို့ဆိုနေစေကမူ ရာသပလင်ဖင်မြဲကျင်တဲ့စိတ်ကတော့လူတိုင်းလူလူရှိနေတာကြီးပဲလေဘုဒ္ဓကုဒ္ဒတော်သူရဲ့ကောင်းဟာအင်မတန်ဆူရွားကြမ်းတမ်းရက်စက်တဲ့မိစ္ဆာတပတ်ကိုပူထွေးလုံသက်တပ်ပုတ်ရင်းနဲ့မိစ္ဆာပရက်ကြမ်းတမ်းတယ်လို့သူလည်းလိုက်ပါပြုမှုတပ်ပုတ်ရလေ ရှိပါတယ်ဒါကြောင့်ပဲ နောက်ဆုံးမှာသူရဲကောင်းဟာမိစာကိုကောင်းစွာအနိုင်ရလိုက်တယ်။ဒါပေမဲ့ဒါဟာမပြီးသေးပါဘူး။မိစာနဲ့ပူးထွေးလုံးတက်နေစဉ်တွင်မှာပဲမိစာနဲ့သူရဲကောင်းဟာအပြန်အလှန်တတ်ပုတ်ကြရင်မိစာတပည့်ရဲ့အမှုကျင့်တွေဟာသူရဲကောင်းစီမှာမတိလိုက်မတိပါတာကူးဆက်သွားတတ်ပါသေးတယ်။အင်အားကြီးမာတဲ့မိစာကိုတပ်ဖြက်နှိမ်နင်းနိုင်ဖို့သူရဲကောင်းကလည်း ထိုက်တန်တဲ့အင်အားကိုသုံးဆွဲရတာပါပဲမိစာကကြမ်းတမ်းတယ်လို့သူရဲ့ကောင်းဟာလည်းလိုက်ပြီးကြမ်းတမ်းရတယ်ဒီနည်းနဲ့သူရဲ့ကောင်းဟာမိစာရဲ့လေးကျင့်တင် जा ပေးခြင်းခံရတာကို သူကိုယ်တိုင်တောင်အသိလိုက်ရပါဘူးဒီလိုနဲ့ဘသူဟာမိစာလဲဘသူဟာသူရဲ့ကောင်းလဲဆိုတာကိုဝီခွေရခတ်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်းကြုံတတ်ပါတယ်အကင်ပါဖို့ လူသဘာဝဆိုတာကတော့ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘောရှိလို့နိုင်ငံရေးမှာဘသူကိုမှအလုံးစုံယုံမှတ်လို့ပုံအပ်လိုက်ရတာမျိုးမဖြစ်နိုင်ပါဖြစ်လို့လည်းမရပါဒါပေမဲ့ဘလိုပဲစင်ញင်တုံတရားကဦးစည်းတယ်ပဲပြောပြောနှလုံးသားဟာအမြဲတမ်းအာကြီးနေတတ်ပါတယ်လူဟာ အပြစ်မမြင်ချစ်ခင်တတ်တဲ့အလေးရှိပါတယ်ဒါကြောင့်နိုင်ငံရေးမှာ အခြေအနေရတာထောက်ခံခြင်းကန့်ကွက်ခြင်းကိုလုပ်ရပါတယ် ြည်သူဟာလဲလဲဝဲဝဲ ဖြစ်ဖို့လိုပါတယ်ပြည်သူဟာအကင်းပါဖို့လိုတယ်ညံမျက်စိနဲ့ကြည့်ဖို့လိုပါတယ်အခြေအနေနဲ့အချိန်ခါကိုကြည့်ပြီးနိုင်ငံရေးအရာ ထောက်ခံမှုကံကွယ်မှုကိုပြုဖို့လိုပါတယ်အမြဲတမ်းတသက်လုံးထောက်ခံရမယ်အမြဲတမ်းတသက်လုံးကံကွယ်ရမယ်လို့တရားဒီစုပ်ကင်ထားရင် ကိုမွေးတဲ့မြောက်ကပဲကိုကို ပြန်ခြောက်ပါလိမ့်မယ်ဒီမိုကရေစီ ဒီမိုကရေစီဆိုတာခေါင်းဆောင်ကိုကန့်တတ်ပြီးခေါင်းဆောင်မှုကို ချက်ထွင်တာဖြစ်ပါတယ်ဒီမိုကရေစီဆိုတာအစိုးရရဲ့ခန်းကဏ္ဍကိုကန့်တတ်ပြီးလူ့ဖွဲ့စည်းရဲ့အခန်းကဏ္ဍကိုချက်ထွင်တာဖြစ်ပါတယ်ဒီမိုကရေစီဆိုတာနိုင်ငံတော်ရဲ့လုတ်ပိုင်ခွင့်ကိုစည်းမျဉ်းမူပေါင်းဥပဒေနဲ့ထိန်းချုပ်ပြီးနိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကိုအခြေခံဥပဒေအဖြစ်အာမခံချက်ပေးခိုင်းတာဖြစ်ပါတယ်ဒါဟာဒီမိုကရေစီကျင့်သုံး ဒီမိုကရေစီအနှစ်သာရဖြစ်ပါတယ်ဒီမိုကရေစီဘောင်ကို ချက်၍အာဏာရှင်ဘောင်ကိုချုပ်နိုင်ကြပါစေလူရင်ကျင်းမှုဘောင်ကို ချက်၍လူမိုက် လူရန်ကားဘောင်ကိုချုပ်နိုင်ကြပါစေမသူတော်တရားပေးမသူတော်အများပေးမှကင်းလွတ်နိုင်ကြပါစေဒုဒါလက်နဲ့ဘောင်ထဲမှလွတ်မြောက်နိုင်ကြပါစေဒီမိုကရေစီ လူပေါင်းတည်ဆောက်ရေးအောင်မြင်ပါစေအာဏာရှင်စစ်မြစ် امیہ پاسے تھمیا